ဒိုင်မွန်သုံးပြီးတော့မဝယ်သင့်တဲ့စကင်တွေထဲမှာဆိုလို့ရှိရင်ခြောင်ရဲ့ stand skin ကလည်းတစ်ခုအပါဝင်ပဲဖြစ်ပါတယ်။ခြောင်ရဲ့ stand skin ကိုဒိုင်မွန်သုံးပြီးဝယ်ရမယ်ဆိုရင် လုံးဝမဝယ်သင့်တဲ့ထဲမှာပါဝပါပါတယ်ဗျ။မြင်လာပါရောင်းရင်းတို့ရေကျွန်တော်ကတော့ပေါမီတို့နဲ့ဗမီတို့ပဲဖြစ်ပါတယ်ဗျ။ဒီနေ့မှာတော့ mobile legend ထဲမှာဒိုင်မွန်သုံးပြီးတော့ဝယ်ရမယ်။ဒိုင်မွန်သုံးပြီးတော့ဒါဒီ skin တွေကိုယူရမယ်ဆိုရင် လုံးဝမယူသင့်တဲ့ skin တွေကိုကျွန်တော်ကပြပြပေးသွားမှာပဲဖြစ်ပါတယ်။ဒီ skin တွေကတော့ကျွန်တော်ရဲ့မျိုးလုံးထဲမှာဒိုင်မွန်သုံးပြီးတော့ယူရမယ်ဆိုရင်လုံးဝမတန်ဘူး။လုံးဝလည်းမယူသင့်ဘူး။ းလို့ခံစားရတဲ့စကင်တွေပါဒါကတရောတူတယောက်တည်းရဲ့အမြင်တွေပဲဖြစ်ပါတယ်ကျန်တာကတော့ brother တို့ရဲ့အပိုင်းပါပဲကျွန်တော်ဘာမှမပြောလိုပါဘူး diamond သုံးပြီးတော့မယူတင်တဲ့စကင်တွေကဘယ်စကင်တွေဖြစ်မလဲဆိုတာကိုသိချင်နေကြပြီမလားပေးရတဲ့ diamond နဲ့မတန်တဲ့စကင်တွေကဘယ်စကင်တွေဖြစ်မလဲဆိုတာကိုကျွန်တော်နဲ့တူတူလိုက်ကြည့်လိုက်ကြပါဦးဗျပထမဆုံးအနေနဲ့ကတော့ mia ရဲ့ elite skin elite skin ဆိုပြီးတော့နာမည်တထားပေမဲ့ yoyo hero ကိုပဲအယောင်ပြောင်းလာတာလေးပဲဆိုတော့ဒီ elite skin က diamond သုံးဝင်ရမယ်ဆိုရင်မတန်ဘူးနောက်တစ်ကောင်ကတော့ bemon ရဲ့ elite skin elite skin ဆိုပေမဲ့သူ့ရဲ့ skill effect ကစကင် ်ရုပ်ထွက်တွေကဆုတ်ပြတ်တက်နေပြီးတော့ဘာမှကိုသုံးစားလို့မရတာပါဒါကြောင့်မို့ဒီစကင်ကလည်း diamond သုံးမျိုးဝယ်ရမယ်ဆိုရင်မတန်ဘူးတကယ်မတန်တာဗျာနောက်နေတာမဟုတ်ဘူး brother တို့ကိုယ်တိုင်တော့ကြည့်ကြည့်လို့လည်းရတယ်နောက်တစ်ကောင်ကတော့ kaya ရဲ့ elite skin ဒီ elite skin ကလေ normal skin ကိုမှရိုးရိုးလေးအရောင်လေးထပ်ပြောင်းလိုက်လို့ပဲခံစားရတယ် elite skin ဆိုပြီးနာမည်တက်ထားပေမဲ့ဘာမှသုံးစားလို့မရဘူးနောက်ထပ် elite skin နဲ့မှာထပ်ပြီးတော့ပြောရမယ်ဆိုရင်မြန်မာနိုင်ငံကိုစားပြု min sita ရဲ့ elite skin elite skin ဆိုပြီးတော့ကျွန်တော်တို့ဘာမှထပ်ပြီးသုံးစားလို့မရတဲ့မှာဒီစကင်လည်းပါတယ်ဗျာစကင်ရဲ့ရုပ်ထွက် skin effect တွေက normal skin နဲ့ဘာမှ သိပ်ပြီးတော့မကွာဘူးဗျာအဲ့ဒီလိုပဲလော်လီတာရဲ့ Elite Skin ကလည်းဘာမှကိုဒုတ်ထွက်ကလည်းမမကိုသိပ်ပြီးတော့ပြောလို့မရတဲ့အပြင်ကိုမှစုပ်ပြတ်တတ်နေလို့ပဲခံစားရတယ် Ski Effect တွေကစာတကယ်ကြီးကိုပော့တယ်လို့ပဲခံစားရတယ်ပေါ့နော် Elite Skin ဆိုတဲ့နာမည်နဲ့လောမအဆက်ဘူးနောက်တစ်ကောင်ကတော့ Athlete ရဲ့ Elite Skin ဒီ Elite Skin ကလည်း Normal Skin ကိုမှအယောင်ပြောင်းထားတယ်လို့ပဲခံစားရမှာဘာမှ Ski Effect တွေကလည်းအဲ့ Elite Skin ဆိုပြီးတော့ကွဲထွက်နေတာမျိုးလည်းမရှိဘူး Skin Model ရုပ်ထွက်တွေကအစားစုပ်ပြတ်နေတယ်လို့ပဲပြောရမှာပဲ Normal Skin နဲ့နှိုင်းရှင်ရမယ် ဆိုရေနဲ့ရေအတူတူပဲနောက်တစ်ခါကတော့ highlight ရဲ့ eli skin eli skin ဆိုပေမဲ့သူက normal skin နေရာမှာပဲရှိတာပါအဲ normal skin effect လောက်ပဲရှိတယ်ဒါအောင်မ eli skin ဆိုပြီးတော့တက်ပေးထားတာပြောရမယ်ဆိုရင်တော့ဂျင်းထဲတာပေါ့ဗျာဂျင်းထဲလက်စားနဲ့နောက်ထပ်ဂျင်းထက်ထဲခံရတာကတော့ karina ရဲ့ eli skin eli skin ဆိုပေမဲ့ hero ကိုမှအယောင်ပြောင်းပေးထားတာ eli skin ဆိုတဲ့နာမည်တက်ပြီးတော့ဘာမှကိုသုံးစားလို့မရတဲ့ skin တစ်ခုပါပဲဗီဒီယိုကိုဆုံးအောင်မကြည့်ပဲ comment man ရဲ့ brother တွေခဏနေအောင်နော်အဲ့လိုပဲထပ်ပြီးတော့ဂျင်းထဲထားတာကတော့ဇီလောင်းရဲ့ eli skin ဟုတ်ပါတယ်ဇီလောင်းရဲ့ eli skin ကလည်းထပ်ပြီးတော့ဂျင်းထဲခံရတဲ့ Eli's Skin ကောပါပဲ။နောက်ထပ် Eli's Skin နေရာမှာထပ်ပြီးတော့ပြောရမယ်ဆိုရင်တော့ Fanny ရဲ့ Eli's Skin Fanny ရဲ့ Eli's Skin ကကျွန်တော်တို့ Scale Effect တွေကလည်းတော်တော်လေးကိုပုတ်တယ်။ဒါပေမဲ့ဒီ Eli's Skin ကဘာကြောင့်လူကြိုက်များတဲ့အထက်မှာပါနေရလဲလို့မေးမယ်ဆိုရင်တော့တနေကုန်ထိုင်ပြီးတစိမ့်စိမ့်ကြီးတစ်ဖူးကခြေပြားတယောက်ချစ်တယ်အဲ့ဒါကြောင့်မို့ပါ။နောက်ထပ် Skin တစ်ခုကတော့ WiFi ခေါ်ကျွန်တော်တို့ Yeezy Skin ပဲဖြစ်ပါတယ်။သူ့ရဲ့ Eli's Skin ကတော့နည်းနည်းလေးကောင်းတယ်ပိုကောင်းတယ်လို့တော့ပြောလို့ရတယ်ဆိုပေမဲ့ into animation မှာအမှတ်တွေယူပြီးတော့အင်ဂိမ်းနဲ့ရောက်သွားလို့ရှိရင် ပုတ်ပွားသွားတယ်။ဒါကြောင့်မို့ဒါကြောင့်မို့ မတန်တာပဲဖြစ်ပါတယ်နောက်ထပ်ရဲ့ skin တစ်ခုကတော့ Luno ရဲ့ Elite skin ပဲဖြစ်ပါတယ်ဒီ skin ကဆိုလို့ရှိရင်လေ intro animation မှာလည်းအမှတ်ပေးလို့မရဘူး in game effect တွေမှာလည်းအမှတ်ပေးလို့မရဘူးဒါကြောင့်မို့ diamond နဲ့ဝယ်ရမယ်ဆိုရင်မတန်ဘူးနောက်ထပ် skin တစ်ခုကတော့ Changge ရဲ့ Elite skin ပါသူဟာဆိုရင်လေ intro animation မှာလည်းအမှတ်ပေးလို့မရဘူးပြီးွားလို့ရှိရင် in game မှာလည်းအမှတ်ပေးလို့ရတာဆိုရင် in game မှာလည်းအမှတ်ပေးလို့မရဘူးအဲ Elite skin ဆိုတာ normal skin တော့ပဲအရေးချင်းရှိတယ်လို့ပြောရမယ်ဗျာဘလို့ထင်လဲဘလို့မြင်လဲတစ်ချက်တော့ပြောပါအောင်ဗျာနောက်ထပ် skin တစ်ကောင်ကတော့ Kufa ရဲ့ Elite Elite skin ပဲဖြစ်ပါတယ်။ Kufa ရဲ့ Elite skin က Elite skin ဆိုပေမဲ့ Normal skin လောက်ပဲ ရှိတယ် normal skin ကိုမှနည်းနည်းလေး intro animation တာပေးထားတယ်လို့ပဲကျွန်တော်မျက်စိထဲမှာတော့မြင်ပါတယ် normal လေးကိုနည်းနည်းဆင်းပြင်းနေတာပြီးတော့ elite skin လို့ပြောတာလောက်ကတော့ကျွန်တော်စိတ်ထဲမှာညာချနေလို့ပဲခံစားရတယ်ဒါဆိုရင် special skin ဒီဘက်ကိုနည်းနည်းလှည့်လိုက်မယ်ဆိုရင်တော့ franco ရဲ့ဒီ special skin ကတကယ်ကြီးကိုပုတ်ပွားပါတယ် intro animation မှာဆိုရင်လည်း background ပါညာကလည်းဘာမှမပြောင်းလဲဘူး in game skin effect ကလည်းစုပ်ပြတ်တတ်နေတယ်ဒါကြောင့် franco player တော်တော်များများကတော့ဒီ special skin ကိုမကြိုက်ပါဘူးကျွန်တော်လည်းမကြိုက်ပါဘူး other skin တစ်ခုကတော့ layer special skin ပါ layer special skin ကိုဘာကြောင့်ထည့်ပြောရလဲ ယ်ဆိုတော့ into animation မှာကတော့အမှတ်တွေပေးလို့ရတယ်ဆိုပေမဲ့အင်ငင်းရောင်ဝိုင်းစကင်းအဖက်တွေကပုတ်ပွားသွားတယ်အဲ့ဒီပြင်ပေါ်မှာကျွန်တော်တို့ ultimate ခင်းလိုက်တဲ့ခါကျရင်ဓာတ်ကောက်ကတအားခတ်ပါတယ်အဲ့တော့ကြောင့်မို့ lens space skin ကလည်းမတန်ပါဘူးနောက်တစ်ကောင်ကတော့ gonavia ရဲ့ space skin မှာ into animation မှာအဖက်တွေနည်းနည်းလေးထည့်ပေးရတယ်လို့ခံစားရတယ်ဆိုပေမဲ့အင်ငင်းနဲ့ရောက်သွားလို့ရှိရင်သူရဲ့အဖက်တွေကမြင်ကိုမမြင်ရတော့တဲ့အထိကောင်မှာတော်တော်ကြီးကိုစိုးဝါလုံးတယ်ဒီတော့သုံးရတဲ့ diamond ပမာဏနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်ဒီ skin ကမတန်ဘူးနောက်ထပ်တစ်ကောင်ကတော့ button ရဲ့ space skin button ရဲ့ ဲ့ရစင်က intro animation မှာလည်းသူ့ကိုသူဟုတ်လာပါပြီဆိုပြီးတော့ scale effect တွေကိုမြင်နေရတယ်ဆိုပေမဲ့တကယ်တကယ်လက်တွေ့ gain ထဲမှာဆော့ကြည့်မယ်ဆိုလို့ရှိရင်ပုတ်ပွားတယ်တကယ်ယူမှာတုံးစားလို့မရတဲ့ skin တကောင်လို့တော့ဟောပြောလို့ရတယ်မယုံရင်ကိုယ်တိုင်ဆော့ကြည့် scale 1 effect က normal yoyo hero နဲ့ထိုးနေတဲ့အတိုင်းပဲနောက်ထပ်ထပ်ပြီးပြောရမယ်ဆိုရင်တော့ကတိထရဲ့ special skin ကတိထရဲ့ special skin က intro မှာကတော့ဟုတ်မလို့လို့ဆိုပေမဲ့လည်းတကယ်တကယ်လက်တွေ့ in gain ထဲမှာဆော့ကြည့်မယ်ဆိုလို့ရှိရင်တော့ဘာ skin effect မှာမမြင်ရတာနောက်ထပ်စမေချေစကင်တကောင်ကိုထပ်ပြောရမယ်ဆို င်တော့ high loyalty special skin ထဲစရာမရှိလို့သုံးစရာမရှိလို့ထုတ်စရာမရှိလို့ထုတ်လိုက်တယ်လို့ပဲမြင်တယ်။ A light skin နဲ့တောင်မှဘာမှကိုမကွာခြားဘူး။ဈေးနှုန်းလေးနည်းနည်းမြင့်ပြီးတော့ကျွန်တော်တို့ skin တွေကိုထပ်ပြီးတော့ရှာကြည့်မယ်ဆိုလို့ရှိရင်လည်း Venus Squad ထဲက Angel skin ကပေးရတဲ့အတိုင်းဝင်နေမတတ်ပါဘူး။ Into animation မှာအမှတ်တွေအများကြီးယူထားတယ်။ဩ effect တွေတော်တော်မိုက်မှာပဲဆိုပြီးတော့ in game မှာတွားကြည့်လိုက်မယ်ဆိုရင်တော့အဲ မျော်လင့်သားတာထက်တော်တော်ဆူဆူဝဲဝဲပဲတွေ့ရမှာပဲဖြစ်ပါတယ်အဲ့လိုပဲအဲ့ဈေးထဲမှာပဲထပ်ပြီးတော့အပြစ်ပြောရမယ့်စကင်ဆိုလို့ရှိရင်တော့ Dragon Timer Squad ထဲက Aster ရဲ့စကင်မှာအဲသူက series ရလိုအပ်ချက်ရောက်ပဲဒီတိုင်းပဲကောက်ထည့်ပေးလေတယ်လို့တော့ကျွန်တော်မြင်နေ Affect တွေကဘာမှကိုသိပ်ပြီးတော့ တူးစရာကိုမကောင်းတာဗျာဒီလိုပဲ squad series တွေကထပ်ပြီးတော့ပြောရမယ်ဆိုရင် Vlasin squad တွေက error ရဲ့ Vlasin skin ကလည်းတော်တော်ကြီးကိုမှပုတ်ပါတယ်အာ intro animation မှာတော့တော်တော်ကြီးကိုဂျွတ်တယ်ဗာညာလို့ခံစားရတယ်ဆိုပေမဲ့တကယ်တကယ်အင်ဂိမ်းထဲမှာတွေ့ကြည့်မယ်ဆိုရင် confident နေပါကြာစင်ပါပါမြင်နေကတော့တစ်ယောက်နဲ့တစ်ယောက်တူကြမှာမဟုတ်ဘူး ဲ့ဒီလိုပဲ Squad Series တွေကထပ်ပြီးတော့ပြောရမယ်ဆိုရင်တော့ Silver Series တွေကဒီ Rafaela ရဲ့စကင်ကလည်းတော်တော်ကြီးကိုပုတ်ပါတယ်အဲ Series Squad အလိုရအအဖြစ်ခံစကင်လိုပဲကျွန်တော်ကတော့မြင်နေဒီတိုင်းမဲစကင်လိုအပ်ချက်ကြောင့်ဖြည့်ပေးထားတယ်လို့ပဲမြင်နေပေါ့ဗျာအဲ့ဒီဇေဒန်နဲ့မှာထပ်ပြီးတော့မတန်တဲ့စကင်ကိုပြောပါဆိုရင်တော့ Roger ရဲ့ Apex Skin လိုပဲပြောရမှာပါ Into Animation မှာအမှတ်တည်ယူထားသလောက် in-game နဲ့ရောက်လို့ရှိရင်တော်တော်ကြီးကိုဆုတ်ပြတ်သက်သွားတယ်အဲ Roger ရဲ့ Founder တမျိုးပြောင်းသွားလို့ရှိရင်လည်းဘာမှကိုသုံးစားလို့မရတော့စကင် ဖက်ကပျော့ပါတယ်နောက်ထပ်ဈေးနှုန်းလေးနည်းနည်းထပ်မြင့်ပြီးတော့ကြည့်ရမယ်ဆိုလို့ရှိရင်တော့ Harry ရဲ့ live on screen ကဘာမှကိုတုံးစားမရပါဘူး Eto animation မှာဒါနည်းနည်းအမှတ်တွေပိုယူနေတယ်ဆိုပေမဲ့လည်းတကယ်တကယ် in game skill effect ကိုကြည့်မယ်ဆိုရင် elite skin နဲ့ရှိရင်တော့ elite skin ကပိုပြီးတော့ကောင်းပါတယ်ဗျဒါဒီမဲလားဆိုတော့ live on screen မှာထပ်ပြီးတော့အပြစ်ပြောရမှာကတော့ Tigre ရဲ့ live on screen ပဲဖြစ်ပါတယ် Intro animation မှာအမှတ်တွေယူနေတယ်ဟုတ်ပါတယ်ဒါပေမဲ့တကယ်တကယ်လက်တွေ in game ထဲမှာတွားကြည့်မယ်ဆိုရင် skill effect ကဘာမှမမြင်ရတာဘာမှမ မမိုက်တာဗောနော် limited တွေက second တချို့ကိုထည့်ပြီးတော့ပြောရမယ်ဆိုရင်လဲ Vazada ရဲ့ limited upping skin ကြီးကတုံးစားမိရပါဘူး intro animation လေးနည်းနည်းကျွတ်တယ်ဆိုပေမဲ့လဲတကယ်တကယ်လက်တွေ in game ထဲမှာဆိုရင်တော့ scale effect တွေကခလေးတယောက်ကိုအယုတ်ပေးခိုင်တာသလိုပဲထင်နေရမှာပါပြီးတော့ collector skin တွေထဲမှာလဲအပြစ်ပြောစရာ skin တွေရှိတယ် collector skin ဆိုပြီးနာမည်တက်တယ်ဈေးနှုန်းတွေပို့ပြီးတော့တင်တယ်တကယ်တကယ်ကြီးလိုက်မယ်ဆိုလို့ရှိရင် Zlong Epic Series နဲ့တော့မှအဲတနေရာထဲမှာတူတူထားလို့ရတဲ့ skin တွေပေါ့နော်အဲ့ဒါက တော့ error ရဲ့ collider scheme ပဲဖြစ်ပါတယ်စီလောင် update နဲ့မကွာဘူးပေါ့နော်ပြီးတော့ collider ထဲမှာ effect effect log ပဲရှိတာကတော့ကျွန်တော်တို့ရဲ့ဒီဘယ်လိုပြောရမလဲ kufa ရဲ့ collider scheme လို့ပဲပြောရမှာပါအချိန်တော့ကတော့ update scheme နဲ့ထွက်ခဲ့တယ်ဆိုပေမဲ့ပြီးတော့မှ collider scheme ဆိုပြီးနာမည်ချိန်လိုက်တာပေါ့နော်ရှိကျင်တာပေါ့ collider အနေနဲ့တတ်မှတ်လို့မရတဲ့ scheme တွေထဲမှာဆိုရင် media collider scheme လည်းပါပါတယ် collider scheme ဆိုပြီးတော့ဒါထုတ်ရောင်းလိုက်တယ်ဆိုပေမဲ့ scale effect တွေက ။ Yep ဘာမှကိုသုံးစားလို့မရတော့တဲ့အထီကိုမှအယောင်လေးလဲပျော့တယ်တော်တော်ကြီးကိုကြည့်ရတာဆိုးတယ်ပေါ့နော်ကျွန်တော်တို့ free ရတဲ့ Natalia Collector နဲ့သူနဲ့ကတစ်စီးရီးလောက်သွားကြတယ်အဲ့အတွက်ကြောင့်မို့ Yep ဟုတ်ပါတယ် free color data လောက်တော့မှတန်ဖိုးမရှိဘူးပေါ့နော်မီယာဆိုတော့မှတလက်စတဲ့ပြောရမယ်ဆိုရင်မီယာ legend skin ကလေ legend skin ဆိုတဲ့နေရာမှာ intro animation နဲ့ effect တွေသုံးမိထားတယ်လို့ထင်ရတယ်ထင်ရကောင်းထင်ရအောင်လို့တော့လုပ်ထားပြီးရယ်ဆိုပေမဲ့ legend skin နေရာမှာတော့ legend skin တွေထဲမှာတော့အပုံဆုံးကတော့ဒီမီယာရဲ့ legend skin လို့ပဲပြောရမယ် skin effect ကဘယ်နဲ့မှဘယ်လိုသွားရှာရမလဲလို့ပဲကျွန်တော်တို့တွေးကြည့်ရမှာပေါ့ဗျာ portology ကိုမကောင်းဘူးပေါ့နော် revenge agent တွေပေါ့နော် legend skin တွေမှာဆိုရင်တော့ intro မှာပြောခဲ့တဲ့အတိုင်း6ရက် တန်စကင်ကတော့ဘာကြောင့်ဒိုင်မွန်နဲ့ဝယ်မယ်ဆိုရင်မဝယ်သင့်တာလေဆိုတော့ကတော့อืมကြောပြပါမယ်ဘာကြောင့်ချောင်းစတန်စကင်ကိုဒိုင်မွန်နဲ့သုံးပြီးမဝယ်သင့်တာလေဆိုတော့မင်းတို့တွေဝယ်ပြီးဝယ်ချောင်းပလေယာတွေဖြစ်လာမှာဆိုလို့တေချာသွားတာလည်းမဟုတ်ဘဲနဲ့ဂျင်းနေတအားထဲလိုအကြီးလိုချောင်းစတန်စကင်ကိုဒိုင်မွန်နဲ့သုံးပြီးမဝယ်စေချင်တာပါပြောရမယ်ဆိုရင်တော့ချောင်းငနုပလေယာတွေထပ်ပြီးတော့ထွက်ထွက်လာမှာဆိုလို့ချောင်းစတန်စကင်ကိုဒိုင်မွန်နဲ့သုံးပြီးတော့မဝယ်စေချင်တာပါခမပြောရမယ်ဆိုရင်တော့စေစနာထားပြီးတော့ပြောပြတာပေါ့နော်အဲပြီးတော့ limited update တွေထဲမှာဆိုလို့ရှိရင်လည်း selina ရဲ့ limited update ကလည်းတော်တော်ကြီးကိုမပို့ပွားရ တယ်အေရိုအနီမေးရှင်းမှာအမှတ်တွေယူထားတယ်ပြီးသွားလို့ရှိရင်တကယ်တကယ်အင်ဂိနဲ့ရောက်ရင်တော့ဘာမှသုံးစားလို့မရတော့အောင်အဖက်တွေကတော်တော်ကြီးပွားပါတယ်ဒီစကင်ရဲ့ background ကိုတစ်ချက်လောက်မှတ်ထားလိုက်ပါတော့ဘာကြောင့်မခိုင်းရလဲဆိုတော့ဒီမှာလာပါပြီကျွန်တော်တို့ Xbox ရဲ့ Devil 11 skin ဆိုပြီးတော့ထွက်ထားတဲ့ဒီ Devil 11 skin ကအရင်တော့က limited အပစ်ပါပြီးမှသာ Devil 11ဆိုပြီးတော့ကြောင်းသွားတာပါတော့သူ့ရဲ့ background ကိုသေချာကြည့်မိမယ်ဆိုရင်ကျွန်တော်တို့ခုနဆလီနာရဲ့ background နဲ့အတူတူပါပဲပြောမယ်ဆိုရင်ဒီ Devil 11 skin ကလည်းဂျင်းပဲပေါ့နော်နောက်ထပ်ဂျင်းစကင်တကောင်ကိုထပ်ပြီးတော့ပြောရမယ်ဆိုရင်တော့အ FI ရဲ့ဒီစကင်ပဲပေါ့နော်ဒီ lucky box စကင်ပါအဲ FI ရဲ့ lucky box စကင်က into animation မှာတော့လူတွေကိုဆွဲဆောင်မှုတအားရှိတယ်အဲ solo ကောင်းလောက်တဲ့ဆိုပြီးတော့ဂိမ်းနဲ့လဲရောက်သွားရောစကင် effect တွေက season စကင်လောက်တောင်မှတုံးစားလို့မရပါဘူးအဲ့လိုပဲ into animation မှာတော့လှလိုက်တာလူချင်းစရာ၄ဆိုပြီးတော့ swim map ပဲကောင်းနေတယ် lucky box စကင်နောက်တစ်ကောင်ကတော့ Gonavia ရဲ့ lucky box စကင်ပါ into animation မှာတော့ collector တစ်ကောင်နီးနီး၄ရဲ့ collector နဲ့ခက်ဆင်ဆင်၄ဆိုပြီးတော့ခံစားရတယ်ဆိုပေမဲ့ AK င်းနဲ့ရောင်းရင်ဆုတ်ပြတ်တတ်နေတာပါပဲ။ကဲဘလို့ပဲအဖြစ်တည်ပြောခဲ့ပြောခဲ့နောက်ဆုံးတော့ဒီစကင်တွေအကုန်လုံးကိုကျွန်တော်တို့က diamond နဲ့တခုတကတောင်းရမှာမဟုတ်ပဲね event တွေဖောက်လို့ပေါက်မှသာယူကြမှာပဲဖြစ်ပါတယ်။လူအယောက်တရာမှာအယောက်တရာလုံးကတော့တခုတက diamond ဖြည့်ပြီးတော့အဲ့စကင်တွေကိုမဝယ်ဘူး။ဘာလို့ဆိုဂျင်းစကင်တွေဆိုတာစိတ်ကအလိုလိုသိနေလို့ဒါကြောင့်မလို့ပဲ event တွေလာမှသာဒီစကင်တွေကိုမဲဖောက်ပြီးတော့အဲ့စကင်တွေကိုရှားရင်ယူလိုက်တယ်ဆိုတဲ့သဘောမျိုးပဲရှိပါတယ်။အဲ့ထွဲကြောင့်မို့မူတူးကိုအရင်လဲအပြစ်ပြောလို့တော့မရပါဘူး။ကျွန်တော်ကတော့ပါမီတော့ပါ။ Bye bye ပါ။